ဒီနေ့တင်ဆက်ပေးမယ့်ဇလံလေးကတော့တတိလို့ခေါ်တဲ့အရာရှိတစ်ယောက်ကဆက်ရောဂါဖြစ်နေတဲ့ယာဖွေသားတွေထားတဲ့ဂျုံကိုအမှုကိစ္စတစ်ခုအတွက်ရောက်လာခဲ့ပါတယ်။တတိအဓိကစုံစမ်းခြင်းတဲ့ကိစ္စကတော့ဒီဂျုံမှာလူသားဆန်းသတ်မှုတွေလုပ်နေတယ်လို့သတင်းရပြီးအဲ့အတွက်တသက်ရှာနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့သူထင်တယ်လို့သူကဂျုံမော်ကိုစုံစမ်းမှုရောက်လာတဲ့အရာရှိတစ်ယောက်မဟုတ်ပဲအဲ့ဂျုံမော်ကဆရာဝန်တွေပြောတယ်လို့ဆက်ရောဂါတဲ့တယောက်လားဘယ်ဟာကအမှန်ဖြစ်ပြီးသူကဘယ်လမ်းကိုရွေးသွားမလဲဆိုတာကိုကျွန်တော်နဲ့အတူကြည့်လိုက်ရအောင်ဗျာ။ ဇလန်းရဲ့အဆမှာတော့အရာရှိတက်တီကတင်မော့ဖော့ကအခန်းတစ်ခုထဲမှာလှိုင်းမှုနေခဲ့ပါတယ်။အဲနောက်အပြင်ထွက်လာတော့သူ့ရဲ့တွဲဘက်အသည်အရာကြီး chess ကိုတွေးတော့မိတ်ဆက်စကားပြောရင် chess ကတက်တီကိုအိမ်နောက်ရှိလာမေးတော့တက်တီကအရင်ကတော့ရှိခဲ့တယ်။ဒါပေမဲ့သူတို့နေတဲ့တိုက်ခန်းမီးလောင်တော့ကမီးကိုမှုန်ပြီးဆုံးသွားတယ်ဆိုပြီးပြောပြနေခဲ့ပါတယ်။တက်ဒီဆေးလိတ်တောက်ချင်လို့ဆေးလိတ်ဘူးကိုရှာတာမတွေ့လို့တေချာထဲသားရဲ့တန်းနဲ့မတွေ့ဘူးပြောတော့ chess ကလက်တွက်တဲ့ဝန်ထမ်းတွေလက်ချက်ပဲဖြစ်မှာပေါ့လို့ပြောပြီးဆေးလိတ်ထုတ်ပေးလိုက်ပါတယ် သူတို့သွားနေတဲ့နေရာအကြောင်းသိလာမိတော့စိတ်ကျမ်းမာရေးမကောင်းတဲ့ရာဝတ်သားတွေထားတဲ့စိတ်ကျမ်းမာရေးအကျဉ်းထောင်လို့ chess ကပြောပါတယ်။အကျဉ်းထောင်ကကျုံတစ်ခုပေါ်မှာရှိပြီးစိတ်ကန်းတစ်ခုထဲကပဲအဝင်ထွက်လုပ်လို့ရပါတယ်။စိတ်ကန်းရောက်တော့အရာရှိတွေကတတိတို့ကိုဒေါက်တာကောလင်းစီခေါ်သွားပြီးအကျဉ်းထောင်ဝင်ပေါက်ရောက်တော့တတိနဲ့ chess ရဲ့တနတ်တွေကိုတင်းယူလိုက်ပါတယ်။ ဒေါက်တာကောလင်းစီရောက်တော့တတိတို့လာရတဲ့အမှုဖြစ်တဲ့အကျဉ်းသူဝီချဲအကြောင်းကိုပြောပြပါဗါးဝီချဲကသူ့ကလေး၃ယောက်ကိုတယောက်ချင်းရင်နှစ်တက်ခဲ့တာဖြစ်လို့အနေရရှိပြီးအခုသူပြောင်းနေလို့လိုက်ရှာပေးရမှာလို့ပြောပါဗါးအဲ့ဒီအချိန်မှာပဲတတိကောင်းကိုက်လာတာနဲ့ဒေါက်တာကောလီကအကိုက်ခဲပြောက်စီတိုက်လိုက်ပါဗါးအဲ့နောက်ဝီချဲရဲ့အခန်းကိုသွားစစ်ဆေးကြည့်တော့ထူကြတာဘာတစ်ခုမှမတွေ့ရပဲ The Law of 4နဲ့69ကဘာတူလဲလို့ရေးထားတဲ့စာရွက်ပဲတွေ့လို့ဒေါက်တာကောလီကိုဘာအိပ်ပဲလဲတိလာမေးပေမဲ့မသိဘူးဆိုတာနဲ့တတိတင်းထားလိုက်ပါဗါး ညာဘက်ထောင်ဝန်ထမ်းတွေကိုစစ်ဆေးကြည့်တော့ရေချဲကိုအဓိကကြီးစုကူတာပေးတဲ့ဆရာဝန်ကဒေါက်တာချင်းလို့တီးလိုက်ရပြီတက်ဒီလည်းသူနဲ့တွေ့လို့ရမလားဆိုပြီးမေးတော့ချိုတင်စီစဉ်ထားတဲ့အားလည်းရခွင့်ယူကြောင်းပြောတော့တက်ဒီလည်းတိတ်သဘောမကျပဲသူ့ကိုဆက်ပြတ်လို့ရမယ်ဖုံမေးပြီးဖုံဆက်ပေမဲ့အိုင်းနေညမှာမှုံတိုင်းကတိုက်နေတော့ဖုံလိုင်းတွေပြတ်နေခဲ့ပါတယ်အဲ့နောက်ဒေါက်တာကောလီကတက်ဒီတို့ကိုသူ့ရဲ့တွဲဖက်ဒေါက်တာဂျယ်ရမန်နရင်းနဲ့မိတ်ဆက်ပေးလိုက်ပါတယ် တတိတို့လည်းသူ့အမှုတွေပါဝင်ပတ်သက်နေတဲ့ထင်းနဲ့ဒေါက်တာချင်းရဲ့ကိုယ်ရေးမှတ်တမ်းတွေကိုတောင်းတဲ့အခါဒေါက်တာကောလိကမပေးနိုင်မှုညင်းတဲ့နောက်တတိလည်းစိတ်ဆိုးသွားပြီးဒီအမှုကိုပိတ်ပြီးမနှက်ဖြန့်ပြန်တော့မယ်ဆိုပြီးထွက်လာခဲ့ပါတယ်။အရာရှိအိမ်ဆောင်ကိုရောက်တော့တတိလည်းရွေးချယ်အခန်းထဲကရတဲ့စာရွက်လေးကိုကြည့်ပြီးစဉ်းစားနေရင်အရာရှိချက်ဆက်စကားပြောပြီးနောက်အိပ်ပျော်သွားခဲ့ပါတယ်။အိမ်မက်ထဲမှာသူ့မိမပေါ်လာပြီးသူ့ကိုဘာလို့ဒီရက်ပဲတောင်းနေရတာလဲမေးတော့တက်ဒီကသူ့အရင်ကစစ်ပွဲမှာလူတွေအများကြီးတက်မိလို့လို့ပြောလိုက်ပါတယ် သူမိမကိုဖတ်ထားရင်ချစ်တဲ့အကြောင်းတွေပြောနေတော့အခန်းထဲပြာမောက်တွေနဲ့သူမိမဘိုက်ကသွေးတွေစီးကြလာပြီးဒီညမှာလေးတစ်ရှိတယ်လို့ထိတ်လန့်တဲ့ပုံစံနဲ့ပြောနေပါတယ်။သူမသွားရမယ်ဆိုပြီးပြောတော့တက်ဒီကထွက်မသွားဘူးပြောနေတော့မှာပဲပြာမောက်အဖြစ်ပြောင်းသွားပြီးအခန်းတစ်ခုလုံးမီးလောင်နေပြီးလက်ထဲရေတွေရောက်လာကနိုးလာခဲ့ပါတယ်။လက်ထဲရောက်လာတဲ့ရေတွေကခေါင်းမိုးကကျလာတဲ့ရေတွေဖြစ်ပြီးအပြင်မှာမုန်တိုင်းကပြင်းထန်လို့တက်ဒီလည်းပြန်လို့များတော့တာနဲ့အမှုကိုစက်ဆုံစမ်းမယ်လို့ဒေါက်တာကောလေးကိုပြောခဲ့ပါတယ်။ အဲ့နောက်တက်ဒီနဲ့ချက်ထောင်သားတွေကိုစစ်ဆေးနေတော့မှာပဲတက်ဒီကလူနာလေးဒစ်ကိုတိလာလို့မေးနေခဲ့ပါတယ်မိမတယောက်ကတော့စစ်မေးနေတော့မှာချက်ကို ရေခတ်ပေးနိုင်မလားဆိုပြီးပါထုတ်လိုက်ပြီးတက်ဒီရဲ့စာအုပ်မှာစာခိုးရေးပေးလိုက်ပါတယ်ဒေါက်တာရှိန်နဲ့ရီချယ်အကြောင်းဘာမှစုံစမ်းမရတာနဲ့ထောင်သားတွေနဲ့ဝန်ထမ်းတွေကတင်ထားတဲ့အတိုင်းပြောနေတယ်လို့ပဲလို့ချက်ကိုပြောနေတော့ချက်ကလေးဒစ်ကဘာလို့လဲဘာလို့သူ့အကြောင်းမေးနေတာလဲမေးတော့လေးဒစ်ဆိုတဲ့လူကသူတို့တိုက်မှနေတဲ့သူဖြစ်ပြီးတိုက်ကိုသူမီးရှို့ခဲ့လို့ သူမိမတည်သွားရတာလို့တက်ဒီကပြောလိုက်ပါတယ်။အဲ့နာလေးတစ်ကကြောင်းဆောင်တစ်ခုကိုမီးရှို့ထားပြီးလူနှစ်ယောက်ကိုတတ်ထားတဲ့အမှုနဲ့ဒီကိုလွန်ခဲ့တဲ့တစ်နှစ်ကရောက်လာပြီးတဲ့နောက်တဲလုံစားမရှိပဲပြောင်းနေတယ်လို့ chess ကိုပြောပြရင်မှုန်တိုင်းထန်နေတုံးမှာပဲကျုံးမမှာလိုက်ရှာနေခဲ့ပါတယ်။တင်းတိုင်းတစ်ခုကိုရောက်တော့မှုန်တိုင်းကလည်းကျန်းလာတာမို့ဘေးကအဆောက်အဦတွေကိုဝင်ခိုးနေတော့ chess ကလေးတစ်ကိုတွေ့ရင်တတ်မလို့လားမေးလိုက်တော့တက်ဒီကသူ့အရင်ကနာစီစမ်းသပ်စခန်းကိုဝင်စီးတုံးကလူများကြီးကိုစမ်းသပ်တပ်ပစ်ထားတာကိုတွေ့ပြီးနောက် လက်နက်ချအညံ့ခံနေတဲ့စစ်သားတွေကိုတပ်ပစ်ခဲ့ကြောင်းပြောပြီးသူလူများကြီးကိုတပ်ဖူးတာမှသူ့အတွက်မလိုအပ်ပါဘူးလို့ပြောလိုက်ပါတယ်။ချက်စ်လည်းဒါဆိုရင်ဘာလို့ရှာတာလဲမေးတော့ဒီကျုံးမှာနာစီတို့စမ်းသပ်သလိုမျိုးလူသားစမ်းသပ်မှုတွေလုပ်နေတယ်လို့ထင်ကြောင်းနဲ့သူဒီမှာလူနာဖြစ်ဖူးတဲ့ဂျောဆိုတဲ့လူတယောက်ကိုတီးခဲ့ပြီးအဲ့လူကသူ့ကိုကူးတာပေးနေတဲ့ဆရာဝန်ကိုတေတဲ့အထိရိုက်တက်ခဲ့ပြီးအကြမ်းဆုံးဆောင်မှာထားခံရပြီးတနစ်နေတော့ လွှတ်ပေးလိုက်တဲ့နောက်နှစ်ပတ်အတွင်းလူ၃ယောက်ကိုတတ်လိုက်ပြီးအဖမ်းခံရတဲ့အချိန်သူ့ရှင်းနေကသူ့ကိုယူနေပါတယ်ဆိုပြီးယူခံဝင်ပြီးတော့သူ့ကိုဒီကျုံးကိုတော့မပို့ပါနဲ့တတ်ချင်တတ်လိုက်ပါလို့ထပြောတယ်လို့ chess ကိုပြောလိုက်ပါတယ်။အဲ့နော်တက်တီကသူ့ဒီနေရာကိုဖျက်သိမ်းလို့ရအောင်တတ်တဲ့ရအောင်ရှာမယ်လို့ chess ကိုပြောပြနေခဲ့ပါတယ်။ Richel ဆိုတဲ့အမျိုးသမီးကတကယ်မရှိပဲမင်းသူတို့ကိုစုံစမ်းနေတော့သူတို့ကလည်းမင်းကိုစုံစမ်းနေတာဖြစ်နိုင်ပြီးကြောင်ပိတ်ဖမ်းခြင်းလို့ဒီကိုခေါ်ရာရောမဖြစ်နိုင်ဘူးလားလို့ chess ကပြောလိုက်ပါတယ်။ အဲ့နောက်စေယုံလူကြီးတွေကမှုန်တိုင်းအန်နဲ့အတွက်1066ယောက်ကိုဘီလို့ရပြောင်းဖို့အစည်းအဝေးမှာပြောနေတာကိုတတိကြားသွားပြီးဒေါက်တာကောလီကိုခမရွေချယ်အခန်းမှာတွေ့ခဲ့တဲ့စာရွက်ထဲက60ခုကိုမတိဘူးပြောခဲ့တာမလားအဲ့ဒါကပြောင်းနေတဲ့ရွေချယ်ရဲ့ထောင်သားနံပါတ်မဟုတ်ဘူးလားလို့မေးလိုက်ပါတယ်ဒေါက်တာကောလီကလည်းမင်းမသိသေးဘူးလားတတိငါတို့ရွေချယ်ကိုပြန်တွေ့ပြီလို့ပြောပါတယ်ဒါနဲ့တက်ဒီလည်းပြန်တွေ့လာတဲ့ရေချယ်ကိုသွားစစ်ဆေးကြည့်ပေမဲ့ UV တောင်းကျမ်းနေလို့ဘာသတင်းမှမရခဲ့ပါဘူး အဲ့နော်ဒေါက်တာကောလီရုံးခန်းထဲကိုရောက်သွားပြီဒေါက်တာကောလီကမောင်နှိုင်းကကြမ်းနေလို့စိတ်ချလုံခြုံနဲ့မြေအောက်ခန်းမှာနေဖို့ပြောနေတော့မှာလျှက်စီး၍လက်နေတာနဲ့တက်ဒီလည်းခေါင်းကိုက်လာခဲ့ပါတယ်ဒေါက်တာကောလီကအကైခဲပြောက်စေတိုက်ပြီးတဲ့နောက်တက်ဒီကိုအနားယူဖို့မောင်နှိုင်းပုတ်ခွေရမြေအောက်ခန်းကိုခေါ်သွားခဲ့ပါတယ်စေးချိန်ကြောင့်အိပ်ပျော်သွားပြီးအိမ်မက်ထဲမှာအရင်စစ်ပွဲတုန်းကနာစီစန်တပ်စခန်းကိုဝင်သိမ်းတဲ့အချိန်ကိုရောက်သွားပြီးအလောင်းပုံထဲကကလေးမလေးတယောက်ကသူ့ကိုကယ်ပေးဖို့တောင်းဆိုနေခဲ့ပါတယ် အဲ့နော်မြင်ကွင်းကပြောင်းသွားပြီမိမတယောက်နဲ့ရေကန်မေးမှအတူရက်နေပြီရေကန်ထဲမှာရှိတဲ့ခလေး၃ယောက်လောင်းကိုကြည့်ရင်မျက်ရည်တွေကြကလန်နိုးလာခဲ့ပါတယ်။အဲ့နော်အပြင်ကနေသူ့မိမရောက်လာပြီလေဒစ်မသေးသေးဘူးဒီမှာရှိတယ်ပြောပြီးလေဒစ်ကိုရှာရမယ်ပြောပြီးနောက်စူညံတန်တွေကြောက်နိုးလာပြီဒါကလည်းအိမ်မက်ပဲဖြစ်နေပါတယ်။အပြင်မှာတော့ညားခမှုန်တိုင်းကြောင့်မီးစက်လည်းပြတ်သွားတာမို့အပြင်မှာလွတ်နေတဲ့ထောင်သားတွေကိုထောင်သားတွေကပြန်ဖမ်းပြီးထောင်ခန်းထဲကိုပြန်ထည့်နေရပါတယ်။ ဝန်ထမ်းတွေအလုံးရှုံးနေကြတဲ့အချိန်တက်ဒီနဲ့ချက်လဲလေးတစ်ခုရှာဖို့နဲ့ထောင်ရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်ဖို့အရန်ကျန်းတဲ့ထောင်သားတွေထားထားတဲ့တားမြစ်ထားတဲ့အချင်းထောင်တွေကိုခိုးဝင်ခဲ့ပါတယ်အထဲရောက်တော့လွတ်နေတဲ့ထောင်သားတယောက်ကတက်ဒီကိုတိုက်ခိုက်ပါတော့တယ်ဒါနဲ့တက်ဒီလည်းဒေါသထွက်သွားပြီးထောင်သားကိုတိုက်ခိုက်လို့လေမင်းညစ်ပြီးတတ်ဖို့လုပ်နေချိန်ချက်ကတက်ဒီကိုတားလိုက်ပါတယ်အဲ့ချင်းထောင်ဝန်တန်းတယောက်ရောက်လာပြီးချက်စနဲ့ထောင်ဝန်တန်းလည်းထောင်သားကိုခေါ်ပြီးထွက်သွားတဲ့နောက်တက်ဒီလည်းအချင်းငန်းတွေကိုပတ်ကြည့်ပြီး ladies ကိုရှာနေခဲ့ပါတယ် အခန်းတစ်ခုမှာတော့မထင်မထားပဲ George ကိုတွေ့လိုက်ရပြီ George ကသူတို့မင်းအကြံတွေကိုသိနေတယ်လို့ပြောပြီးဒါကမင်းအတွက်စီစဉ်ထားတဲ့ကစားပွဲပဲလို့ပြောလိုက်ပါတယ်အဲ့နော် George ကတက်ဒီကိုမင်းဒီကိုတယောက်တည်းလာတာမဟုတ်လားလို့မေးတော့တက်ဒီကတွဲဖက်အရာရှိတယောက်ပါတယ်လို့ပြောတဲ့အခါ George ကမင်းရင်ကသူနဲ့တခါမှအလုံးမလုံးဘူးဘူးမှတ်လားလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ Teddy ကငါ chess ကိုယုံတယ်လို့ပြောလိုက်တော့ George ကမင်းရှုံးနေပြီပဲလို့ပြောပါတယ်။ အဲ့နောက် George ကသူတို့ငါကိုမိပြားတိုက်ကိုခေါ်ပြီးခေါင်းကိုဖောက်ပြီးစမ်းသက်ကြတော့မှလို့ထိတ်လန့်စွာနဲ့ပြောနေခဲ့ပါတယ်။မင်းမရွေးချယ်လို့ရသေးတယ်။မင်းမိမလည်းတည်ပြီးပဲအမှန်တရားကိုသိချင်ရင်သူနဲ့ပတ်သက်တဲ့အစွဲလမ်းကိုဖြတ်ပါလို့ George ကပြောနေခဲ့ပါတယ်။ Daddy က "तू မလုံနိုင်ဘူး"လို့ပြောတော့မင်းဒီကျွန်းကနေထွက်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အိုက်ကပြန်ထွက်လာတော့ Daddy လည်း Chess board ကိုတန်တရာအနှဲငယ်ဝင်လာခဲ့ပြီးခုနကဘယ်ရောက်နေတာလဲလို့မေးလိုက်တော့ Chess ကထောင်သားကိုပြန်ပို့ပြီး Luna မှတ်တမ်းတွေကိုလိုက်ယူနေတာလို့ပြောပါတယ်။ အဲ့နော်တက်ဒီကမိပြားထိုက်ကိုသွားဖို့လုပ်တော့ချက်ကသူခုနကလေးတိချက်ထောင်းဝင်းစာအမှတ်60ခွန်ကိုတွေးလာခဲ့တာမို့ဆေးရုံကလူတွေကမရှိဘူးကြီးပဲညင်းနေတာကိုတက်သိပြလို့ရပြီဆိုပြီးမိပြားထိုက်ကိုသွားတာအန်ရယ်များလို့မသွားဖို့တားနေခဲ့ပါတယ်။နကိုတဲကတန်တရားဝင်နေတဲ့တက်ဒီလဲချက်ကဇို့အတင်းတားနေတာနဲ့နေခဲ့ဖို့ပြောပြီးသူတယောက်တည်းပဲမိပြားထိုက်ကိုသွားပါတယ်။မီးပြားတိုက်စီကိုရောက်တော့ရေတက်လာတာနဲ့သွားမရတော့ချက်ရှိတဲ့နေရာကိုပြန်လာတဲ့အခါချက်ကိုမတွေ့ရပဲတောက်လက်ဆစိလိတ်လေးကိုကြောက်ဆောင်ဆုံးမှတွေ့လိုက်ရပြီ အောက်ကိုငုတ်ကြည့်လိုက်တော့ chest mount နေတာကိုတွေ့တာနဲ့ကြောက်ဆောင်ဆုံးကနေတွေ့ကပ်ပြီးဆင်းခဲ့ပါတယ်။အောက်ရောက်တော့ chest ကိုမတွေ့တော့ဘဲကြောက်ဆောင်တွင်ကြားကကြွက်တွေအများကြီးထွက်လာတာနဲ့ဘေးမှာတွေ့တဲ့လှိုင်ကောင်းထဲကိုဝင်သွားခဲ့ပါတယ်။ဆိုင်ကောင်းထဲမှာတော့မိမတယောက်ကိုတွေးလိုက်ရပြီသူ့ကိုသူအရာရှိတတ္တိပါလို့ပြောပြီးအနေမပေးပါဘူးလို့ပြောပြီးမိတ်ဆက်လိုက်ပါတယ်။အိုင်နော်တတ္တိကခမ ्या ကရေချယ်အစ်မဟုတ်လားလို့မေးပြီးခမ ्या ခလေးတွေကိုတတ်ခဲတာလားလို့မေးလိုက်တော့ သူကဒီကျုံးကဆရာဝန်တယောက်ဖြစ်ပြီးသူ့မှာအိမ်တော်တော်မရှိတယ်လို့ခလေးလည်းမရှိခဲ့ဘူးဘူးလို့ပြောပါတယ်။အဲနောက်သူကကျုံးကိုလာပို့တယ်ထင်အောင်ထင်မှားဖြစ်စေတဲ့မူရစ်စေးအများကြီးနဲ့နာစီတို့လောက်တယ်လို့လူမဆန်တဲ့စမ်းသပ်ချက်တွေလုပ်နေတဲ့လှုပ်ဝက်ချက်တွေကိုတီးလိုက်ရတဲ့နောက်သူ့ကိုအယူလို့ဆွဆွဲပြီးဖမ်းထားတာကြောင့်သူထွက်ပြေးပြီးပုန်းနေရတာဖြစ်တဲ့အကြောင်းပြောပါတယ်။ ရှင်လဲပြန်လို့ရတော့မှာမဟုတ်ဘူးလို့ပြောတော့တက်ဒီကသူကအရာရှိတယောက်ဖြစ်တဲ့အတွက်သူ့ကိုတားမရဘူးလို့ပြန်ပြောတဲ့အခါရေချဲကခေါင်းခါပြလိုက်ပြီးကျမဆိုလဲဂုံတေးရှိမိသားစုကဆရာဝန်တယောက်ဖြစ်ပြီးဘာမှမတတ်နိုင်ဘူးလို့ပြန်ပြောလိုက်ပါတယ်အဲ့နော်တက်ဒီကိုရှင်းမှာစိတ်ဓာတ်ရရှိဘူးလားမေးတော့တက်ဒီလည်းရှိခဲ့ဘူးတဲ့ဖြေတော့ရေချဲကသူတို့ကရှင်းစိတ်ဓာတ်ရကိုထောက်ပြပြီးအဲ့ဒါကြောင့်ရှင်းစိတ်လွတ်ပြီးယူနေတာလို့ဆွဆွဲလိုက်မယ်လို့ပြောပါတယ် ပြီးတော့တတိတောက်ခဲမိတဲ့အကြိုက်ခဲပြောက်စီစစ်လိတ်စားတောက်တွေထဲမှာလဲထင်းအောင်ထင်းမားဖြစ်စေတဲ့မူးယစ်ဆေးတွေထည့်ထားတာမို့အိမ်မက်တွေမက်တာခြောက်သားစရာတွေမြင်တာစားတဲ့ထင်းအောင်ထင်းမားတွေဖြစ်လာစေတယ်လို့ဆက်ပြောတယ်။နောက်နေ့မနက်ရောက်တော့တတိအရာရှိဆောင်ကိုပြန်ရောက်တော့ဒေါက်တာကောလီကမနေ့ကတားမြစ်ဆောင်တွေကိုလူတယောက်ခိုးဝင်ပြီးဂျောဆိုတဲ့ထောင်သားနဲ့စကားပြောသွားတယ်လို့ပြောတယ်။ ိုင်နောက်အရင်နှစ်ပတ်ကလူနာတယောက်ဂျော့ချ်ပြောတာနားထောင်ပြီးစိတ်ဖောက်သွားတယ်လို့ဆက်ပြောပြီးတက်ဒီကိုစိတ်လိတ်တော့မလားမေးတော့တက်ဒီလည်းမူးယစ်ဆေးပါမှာဆိုလို့စိတ်လိတ်ဖြတ်ထားတယ်လို့ပြောလိုက်တယ်တက်ဒီလည်းရေချဲကိုတွေ့ပြီဆိုတော့လိုင်းကိစ္စလည်းပြီးပြီမလို့ကျွန်တော်တို့လည်းပြန်တော့မယ်ပြောပြီးသူ့ရဲ့တွဲဘက်ချက်ကိုတွေးမိသေးလားမေးလိုက်တော့ဒေါက်တာကောလီကခမည်းတော်တယောက်ထဲလာတာလေလို့ပြန်ပြောပြီးခမည်းတော်ဖက်အကြောင်းဆက်ပြောပါအောင်လို့မေးလိုက်တယ်တက်ဒီလည်းမသိချင်အောင်ဆောင်ပြီးဘာတွဲဖက်လဲလို့ပြန်မေးလိုက်ပါတယ် အဲ့နော်တက်ဒီအပြင်ကိုခိုးထွက်ဖို့လုပ်ချိန်မှာဒေါက်တာဂျေရမန်နွင်းနဲ့တိုးပြီးဂျေရမန်နွင်းကစိတ်ငြိမ်စေးနဲ့ထိုးဖို့လုပ်တာနဲ့တက်ဒီလည်းလူးယူလိုက်ပြီးဘာလို့လုပ်တာလဲလို့မေးလိုက်တယ်အဲ့တော့ဒေါက်တာဂျေရမန်နွင်းကတက်ဒီခမ ्या ကဘာလို့လုပ်စိတ်တူနေတာခမ ्या ရဲ့အတိတ်စိတ်ဓာတ်ရာကမကောင်းဆိုးဝါးကိုဖန်တီးနေတာခမ ्या ဆိုရင်ရောမကောင်းဆိုးဝါးကိုတွေ့ရင်တားမှာပဲမဟုတ်ဘူးလားလို့မေးလိုက်တယ်တက်ဒီလည်းတားမှာပေါ့လို့ပြောလိုက်ပြီးဒေါက်တာဂျေရမန်နွင်းကိုစိတ်ငြိမ်စေးနဲ့ထိုးလိုက်ပြီးထွက်ပြေးလာခဲ့တယ် အပြင်ကိုရောက်တော့ chess ကိုမိပြတိုင်းမှာခေါ်ထားနိုင်တာမလို့သွားခဲ့ကိုလုံးနေချိန်မှာပဲသူ့မိန်းမပေါ်လာပြီမိပြတိုင်းကိုသွားရင်တည်လိုက်မယ်လို့ပြောနေခဲ့ပါတယ်ဒါပေမဲ့တတိကလက်မခံပဲသူ့ဘဒူးကိုမှထပ်ဆုံးရှုံးမခံနိုင်ဘူးလို့ပြောကထောင်စားတွေကိုအာယုံလွှဲဖို့ကားစီတိုင်ကြီးတဲကိုသူ့မိန်းမပေးခဲ့တဲ့လက်စည်းကိုထည့်ပြီးမိရှို့လို့ကားကိုဖောက်ခွဲလိုက်ပါတယ်ဖောက်ခွဲလိုက်ချိန်မှာတော့ကားရှိမှခလေးမလေးတယောက်နဲ့သူ့မိန်းမပုံကိုမြင်လိုက်ရပါတယ်အဲ့နော်ထောင်စားတွေလည်းအဲ့နေရာကိုပြေးလာခဲ့ကြပြီတတိလည်းမိပြတိုင်းကိုထွက်လာခဲ့တယ် မိပြတိုက်ကိုရောက်တော့အောက်မှာစောင့်နေတဲ့ထောင်စောက်ကိုတိုက်ခိုက်ပြီးတနတ်ကိုလူယူကမိပြတိုက်ထဲကအခန်းတွေကိုလိုက်စစ်ကြည့်ခဲ့ပါတယ်။အပေါ်ဆုံးအခန်းမှာတော့သူ့ကိုအတင်းစောင့်နေတဲ့ဒေါက်တာကောလေးကိုတွေ့လိုက်ရပြီးသူ့ကိုတနတ်ထဲမှာကြီးမပါဘူးလို့ပြောပြီးထိုင်ဖို့ပြောလိုက်ပါတယ်။ဒေါက်တာကောလေးကမင်းထင်အောင်ထင်မှားဖြစ်နေတာဘလို့လဲလို့မေးတဲ့အချိန်မှာတက်ဒီမိန်းမပုံပေါ်လာပြီးဒီကနေထွက်သွားဖို့တက်ဒီကိုပြောနေခဲ့တယ်။ တက်ဒီကသူဒေါက်တာရီချယ်နဲ့တွေ့ခဲ့ပြီးဒီကျုံးကစမ်းသပ်မှုတွေလောက်တာကိုသိပြီးပြီလို့ပြောလိုက်တော့ဒေါက်တာကောလီကသူကတကယ်မှမရှိတာလို့ပြောပြီးမင်းယောဂါကထင်တာထက်ပိုဆိုးနေတာပဲလို့ပြောလိုက်ပါတယ်။ဒါနဲ့တက်ဒီကတုံနေတဲ့သူ့လက်ကိုပြပြီးမင်းတို့ငါ့ကိုစိတ်ခတ်လို့ဒီလိုဖြစ်နေတာလို့ပြောတော့ဒေါက်တာကောလီကအဲ့လိုမဟုတ်ပဲဒါကဆေးပြတ်ထားလို့ဖြစ်တာလို့ပြန်ပြောလိုက်တယ်။အဲ့နောက်ဒေါက်တာကောလီကတက်ဒီကိုမင်းကလွန်ခဲ့တဲ့နှစ်နှစ်ထဲကဒီကျုံးကလူနာဖြစ်ပြီး24လလုံးစိတ်ငြိမ်ဆေးတွေတုံးခဲ့ရလို့ဆေးဆွဲနေတာလို့ဆက်ပြောပါတယ်။ တက်ဒီကတော့မယုံမဲသူ့လိုအရာရှိတယောက်ကိုအယူလို့ယုံသွင်းလို့ရမယ်မထင်နဲ့လို့ပြန်ပြောလိုက်ပါတယ်။ဒါနဲ့ဒေါက်တာကောလီလည်းတက်ဒီကိုအချင်းသားလူနာ69ရဲ့ကိုယ်ရေးအချက်လက်ကိုပေးပြီးဖတ်ခိုင်းကြည့်လိုက်တော့လူနာမှတ်တမ်းမှာလူနာကညံ့ရင်မြင်မာတဲ့အရာရှိဟောင်းတယောက်ဖြစ်ပြီးရက်ဆက်တဲ့လူတယောက်ဖြစ်တဲ့အပြင်သူ့လောက်ခဲ့တဲ့ရာဇဝမှုတွေကိုလက်မခံဘဲတခြားဆက်လံတစ်ခုဆင်ပြီးကိုယ့်အပြစ်ကိုဖုံးပစ်တတ်တဲ့လူဖြစ်ကြောင်းရေးထားတာကိုဖတ်လိုက်ရတယ်။ တက်ဒီလည်းမယုံသေးပဲ chess ဘာမှလဲလို့ပဲမေးနေတာနဲ့ဒေါက်တာကောလီကတက်ဒီဖန်တီးထားတဲ့ law of the force ဆိုတာတကယ်မရှိတဲ့လူတွေရဲ့နာမည်ကိုသူ့ဘဝထဲကတကယ်လူတွေရဲ့နာမည်စလုံးတွေကိုယူပြီးစိတ်ကူးရင်ပုံဖော်ထားတာဖြစ်ကြောင်းထောက်ပြပြီးတက်ဒီကိုမင်းကလူနာအမှတ်69လေးချစ်ဖြစ်ပြီးလွန်ခဲ့တဲ့နှစ်နှစ်ကဒီကျုံးကိုပို့ခံလိုက်ရတာဖြစ်ကြောင်းနဲ့ကိုပြစ်မှုကစိုးဝါးလွန်းလို့ကို့ဘာသာလက်မခံနိုင်ပဲကိုကိုကိုတခြားလူတက်ဒီအဖြစ်စိတ်ကူးရင်ထားတာလို့ပြောလိုက်ပါတယ် တက်ဒီလည်းမယုံသေးပဲအချက်လက်ပြလေလို့ပြောတော့ဒေါက်တာကောလီကတတိဖန်သီးထားတဲ့ဇလန်းဖြစ်တဲ့အမှုတစ်ခုအတွက်ဒီကျုံးကိုရောက်လာတဲ့အရာရှိတစ်ယောက်ဖြစ်ပြီးအဲ့နောက်အကျဉ်းသား69အကြောင်းနဲ့ဒီကျုံးမှာစမ်းသပ်မှုတွေလုံးနေတယ်ဆိုပြီးသူတို့ပြောသမျှကိုအလိန်ညာတွေထင်နေတာဖြစ်တဲ့အကြောင်းကိုလွန်ခဲ့တဲ့နှစ်နှစ်ထဲကတိပီးသားဖြစ်ပြီးမင်းကိုမင်းစင်ပြေနေတဲ့အိမ်မက်ထဲမှာပဲဆက်နေစေချင်ပါတယ်လို့ပြောလိုက်ပါတယ် ်ဒါပေမဲ့မင်းကရက်စက်မှုမှာကျွမ်းကျင်တယ်မင်းကို ladies လို့ခေါ်တဲ့လူတိုင်းကိုရိုက်နှက်တတ်တယ်ကိုကိုကို ladies မဖြစ်ဖို့အတွက်ဘာမှစလုံးနိုင်တယ်လို့ဒေါက်တာကောလီကဆက်ပြောတယ်အဲ့ဒါကြောင့်မင်းကိုအသီးစိတ်ဝင်အောင်မလုပ်နိုင်တည်တံပေးဖို့အတွက်ထောင်အကြီးပိုင်းရာရှိတွေကဆုံးဖြတ်ချက်ချလိုက်ပြီလို့ပြောတယ်။တက်ဒီကမယုံသေးပဲညင်းနေတဲ့အချိန်မှာတွဲဖက်ချက်ရောက်လာပြီးသူကတက်ဒီခေါ်လေးဒစ်ကိုလွန်ခဲ့တဲ့နှစ်နှစ်လောက်ကုသပေးနေတဲ့ဒေါက်တာရှိန်လို့ပြောပါတယ်။ အိုင်နော်သူတို့ကအထီးရောက်ဆုံးကုသနည်းဖြစ်တယ်လူနာရဲ့ဇလန်တိုင်းလိုက်ကပေးပြီးအသီးစိတ်ဝင်အောင်လုပ်ပေးတာဖြစ်ပြီးဒီလိုကုသပေးတာနှစ်ခါရှိနေပြီးမင်းတွေးနေတဲ့နာစီလိုလူသားဆန်းသတ်မှုတွေကိုတွေ့လာလို့တက်ဒီကိုမေးလိုက်ပါတယ်တက်ဒီလည်းစိတ်ရှုပ်ထွေးနေပြီးဒေါက်တာကောလီနဲ့ဒေါက်တာရှိန်ကလည်းနောက်ဆုံးအခွင့်အရေးမှုလက်ခံမှုနားချနေတော့တက်ဒီကဇပွဲပေါ်ကတနတ်ကိုဆွဲယူလိုက်ပြီးဒေါက်တာကောလီကိုပြစ်တက်လိုက်ပါတယ်။ဒါပေမဲ့ဒေါက်တာကောလီကမသေးပဲတနတ်ကလည်းအတူကြီးဖြစ်နေပါဗျ။ ဒါတော့မယုံသေးတဲ့တက်ဒီကိုဒေါက်တာရှင်းကမင်းမိမကပြင်းထန်တဲ့စိတ်ရောဂါရခဲ့ပြီးမင်းကတောက်ပွဲတောက်နေခဲ့ပြီးဘဒုစကားမှနားမထောင်တော့သူမကတိုက်ခန်းကိုမီးရှို့ပြီးတဲ့နောက်မင်းတို့ရေကန်ဘေးကအိမ်ကိုပြောင်းနေကြတယ်လို့သူ့ဘွားဆက်ကြောင်းကိုပြောတော့တက်ဒီလည်းစိတ်တူပြီးဒေါက်တာရှင်းကိုအရန်လှုပ်တော့တယ်။ဒါနဲ့ဒေါက်တာကောလေးလည်းပြေးလာပြီးသူ့ကလေးတွေတည်နေတဲ့မှုကင်းပုံတွေကိုပြပြီးမင်းမိမကသူတို့ကိုရင်နှစ်သက်ခဲ့တာလို့ပြောတော့သူ့မိမနဲ့သူ့သမီးလေးပုံပေါ်လာပြီးအတိတ်ကိုပြန်မှတ်မိလာခဲ့တယ်။ တရက်တတိတဖြစ်လဲလေးဒီအလောက်ကနေအိမ်ပြန်လာတော့ဘသူမှမတွေ့တာနဲ့သူ့မိမကိုလိုက်ရှာနေခဲ့ပါတယ်။ရေကန်မိမထိုင်နေတယ်။သူ့မိမကိုတွေးလိုက်ရပြီ။ကလေးတွေဘယ်မှာလဲလို့မေးလိုက်ပါတယ်။အဲ့နော်ရေကန်ထဲမှာရင်းနှစ်သက်ခံနိုင်ရတဲ့ကလေး၃ယောက်အလောင်းကိုတွေးလိုက်ရတဲ့နောက်ကလေးတွေကိုပြန်ဆဲလာခဲ့ပြီးစိတ်ဖောက်ပြီးယူသွက်နေတဲ့သူ့မိမကိုတနန်းနဲ့ပြစ်တက်လိုက်ပါတယ်။လေးချစ်ပြန်နိုးလာတော့ဒေါက်တာရှိန်ကဝေချဲဆိုတာဘာလို့လဲလို့မေးတော့လေးချစ်လည်းသူ့သမီးလို့ပြန်ဖြေလိုက်ပါတယ် အဲ့နော်လေးတစ်ကသူ့မိမကသူ့ခလေးသုံးယောက်ကိုတက်လိုက်တာကိုလက်မခံနိုင်လို့ဒီလိုစိတ်ကူးရင်ဇလန်းကိုဖန်တီးခဲ့တာလို့လက်ခံလိုက်ပါတယ်။ဒေါက်တာကောလီကအရင်ကိုလာကလည်းဒီလိုအသိစိတ်ပြန်ဝင်လာအောင်လှုပ်ပေးဖို့ပြင်မဲ့မင်းကအစကနေပြန်စားနေတယ်လို့စိတ်ကူးရဲ့အိမ်မက်ထဲပဲပြန်ပြန်ရောက်သွားတယ်လို့လေးတစ်ကိုပြောပါတယ်။နောက်နေ့မနက်တက်ဒီတက်ဖြစ်လဲလေးတစ်ထိုင်နေတုန်းမှာဒေါက်တာရှင်းရောက်လာပြီးအခြေအနေဘယ်လိုလဲလို့မေးလိုက်တော့လေးတစ်ကငါတို့ဒီကျုံးကနေထွက်သွားရအောင်ယာရှိချက်လို့ပြောလိုက်ပါတယ်။ ဒေါက်တာရှိန်လည်းအခြေအနေမမှန်တော့တာကိုသိသွားတာနဲ့စောင်းကြည့်နေတဲ့ဆေးရုံချုံနဲ့ထောင်မှုကိုအချက်လှမ်းပေးလိုက်ပါတယ်။အဲနောက်ထောင်သောတွေ ladies ကိုလာခေါ်နေတော့မှ ladies ကဒေါက်တာရှိန်ကိုကျွန်တော်သိချင်တာကမကောင်းဆိုးရတကောင်လို့အသက်ရှင်ရတာထက်လူကောင်းတယောက်လို့သိရတာဘယ်ဟာပိုဆိုးလဲလို့ပြောလိုက်ပါတယ်။ အဲ့လိုပြောလိုက်တော့ဒေါက်တာရှိန်လဲ ladies ကတမင်ဒီလန်းကိုရွေးသွားတာသိလို့တားမလို့လှုပ်လိုက်ပေမဲ့ ladies ကတော့သူ့ကိုယ်သူတတိအဖြစ်ခံယူပြီးလူကောင်းတယောက်ဖြစ်သေးဖို့ဆုံးဖြတ်လို့ထောင်သောတွေခေါ်ရနောက်ကိုအေးဆေးလိုက်သွားရင်ဇလန်းလေးလည်းအဆုံးသတ်သွားပါတယ်အဆုံးထိကြီးစုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်